အိမ်တလုံးရှန်တဝက်ကိုပတ်စံအပြည့်ပေးရှိပြီးတော့ဝယ်လိုက်ပါတယ်။ဒါပေမဲ့ရောင်းတဲ့သူကဒါငါအိမ်ပဲလို့ပြောပြီးတော့အိမ်ကနေဖယ်မပေးတော့ရင်ဘယ်လိုလုပ်မလဲ။အားလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေဦးမင်းသိအောင်ပါ။ဒီနေ့မှာတော့အင်ရှန်မြေလို့မရှင်းပြောင်းနိုင်တဲ့ပစ္စည်းကိုဝယ်ယူတဲ့အခါမှာတရားဝင်အမိပေါက်ပိုင်ဆိုင်မှုရဖို့ကဘလောက်ထိအရေးပါတယ်လဲဆိုတာနဲ့ပတ်သက်လို့ပြဝယ်ပေးခြင်းပါတယ်။ဒါနဲ့ပတ်သက်လို့ရှေ့ဗီဒီယိုတချို့မှာလည်းတင်ပြထားပြီးဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေပုံမသတိထားနိုင်အောင်အတွက်တကယ်ဖြစ်ရမှန်တရားရဲ့ဇလန်သက်တဘုံနဲ့ပြဝယ်ပေးလိုက်ပါတယ်။ ဒီဇလန်အတွက်1984ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးဥယံကနာနဲ့ဒေါခင်သည်တရမဒုတိယအယူခံမှုစီရင်ထုံးကိုအဓိကကိုးကားတင်ပြသွားမှာဖြစ်ပါတယ်။ဇလန်ကတော့ရန်ကုန်မြို့မှာဖြစ်ခဲ့တာပါ။ဒေါခင်သည်ဆိုတဲ့အမျိုးသမီးဟာတောင်းကလာပါကအိနက်ရှင်မြေတစ်ခွက်ကိုဥယံကနာဆိုတဲ့အမျိုးသားတဦးစီကနေအဲ့ဒီခက်ကလာကငွေကျပ်3500နဲ့ဝယ်ယူခဲ့ပါတယ်။ပတ်စံပေးရှိပြီးတော့အရက်ကတိစာချုပ်ရှုပ်ဆော်ခဲ့ကြပါတယ်။ဝယ်ပြီးတဲ့အချိန်မှာဥယံကနာက အိန္ဒိယနိုင်ငံကိုပြန်ပွက်ပြင်ဆင်နေတာဖြစ်လို့သင်္ဘောအခက်အခဲရှိနေတာကြောင့်ဒေါခင်တီကဥယျံကနာကိုအဲ့ဒီအိမ်မှာပဲခတ်တဆက်နေဝင်ပြူထားခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာဒေါခင်တီကအိမ်ကိုပြန်လိုချင်တာကြောင့်ဥယျံကနာကိုဖယ်ပြေးဖို့ပြောပါတယ်။ရှင်းနေကတဆင် notice စာပေးပါတယ်။ဒါပေမဲ့ဥယျံကနာကမဖယ်ပြေးနိုင်ဘူးလို့ညင်းပါတယ်။ဒီတော့ဒေါခင်တီကတရားရုံကိုသွားပြီးတော့ကျမရဲ့ခွင့်ပြုခြင်းနဲ့နေထိုင်သူဥယျံကနာကိုအိမ်ကနေနှင်ထုတ်ပေးပါဆိုပြီးတော့တရားစွဲလိုက်ပါတယ်။ မူလမြို့နယ်တရားရုံမှာဒေါခင်သည်အနိုင်ရခဲ့ပါတယ်တိုင်းတရားရုံမှာလည်းဒေါခင်သည်ပဲနိုင်ခဲ့ပါတယ်ဒါပေမဲ့ဥယံကနာကအရှုံးမပေးပင်နဲ့တရားရုံကျိုးအထီကိုဆက်ပြီးတော့အယူခံတက်တဲ့ခါမှာတော့အဖြေကပြောင်းလဲသွားပါတယ်ဒီအမှုမှာတရားရုံကျိုးကအဓိကသုံးသပ်သွားတဲ့အချက်ကအရန်စိတ်ဝင်စားဖို့ကောင်းပါတယ်အငြင်းမပွားတဲ့အချက်ကဥယံကနာဟာမူလပိုင်ရှင်ဖြစ်တယ်ဆိုတာပါပဲဒေါခင်သည်ကပတ်စံပေးပြီးတော့ဝေခဲ့တယ်ဆိုတာမှန်ပေမဲ့သူတို့ရှုပ်ဆွေခဲ့တဲ့စာကြောဟာ စာချုပ်စာရန်မှတ်ပုံတွေရုံးမှာမှတ်ပုံမတင်ထားတဲ့စာချုပ်ဖြစ်နေပါတယ်။ပစ္စည်းလွှဲပြောင်းခြင်းအဥပဒေပုံမှန်54အရအဲ့ဒီခက်ကာလာကတန်ဖိုးငွေ100ကျပ်နဲ့အထက်ရှိတဲ့မရွှေပြောင်းနိုင်တဲ့အင်ရှန်မြေလိုပစ္စည်းကိုရောင်းချမယ်ဆိုရင်စာချုပ်စာရန်မှတ်ပုံတွေရုံးမှာမဖြစ်မနေမှတ်ပုံတင်ရပါမယ်။ဒါမှသာတရားဝင်အယောင်းဝင်မြောက်မှာပါ။ဒီမှုမှာစာချုပ်ကိုမှတ်ပုံမတင်ထားတဲ့အတွက်ကြောင့်ဥပဒေအမြင်အရအယောင်းအဝယ်မမြောက်ဘူးလို့သတ်မှတ်ပါတယ်။အယောင်းဝယ်မမြောက်ဘူးဆိုတော့ပိုင်ရှင်ကဘယ်သူလဲ။ဟုတ်ပါတယ်။ ဥပဒေရပိုင်ရှင်ဟာမူလပိုင်ရှင်ဥယံကနာပဲဖြစ်နေတာပါဒေါခင်တီကဥယံကနာကိုဆွဲထားတာကအခွင့်အမရနေထိုင်သူကိုနှင်ထုတ်လို့မဖြစ်ပါတယ်ဒါပေမဲ့ခုနကပြောခဲ့တယ်လို့ပါပဲစာချုပ်မှတ်ပုံမတင်ထားလို့ဥယံကနာကဥပဒေရပိုင်ရှင်အဖြစ်ဆက်ပြီးတော့ရှိနေတော့ပါပဲကိုပစ္စည်းကိုကိုပိုင်နေသူတယောက်ကိုအခြားသူတယောက်ကငါအခွင့်ပြုချက်နဲ့နေနေတာပါဆိုပြီးတော့ပြောလို့မရပါဘူးပိုင်ရှင်ကိုအခွင့်အမရနေသူအဖြစ်သတ်မှတ်ပြီးတော့နှင်ထုတ်ခွင့်မရှိပါဘူးဒါကြောင့်တရားရုံးချုပ်က အောက်ရုံရဲ့အမည်ကိုပေးဖြတ်ပြီးတော့ဝယ်ယူသူဒေါခင်တီရဲ့ဆွဲဆိုမှုကိုပါလာလိုက်ပါတယ်။ဒေါခင်တီကအမှုရှုံးသွားပါတယ်။ကဲဒီအမှုကနေကျွန်တော်တို့ဘာသင်ခန်းစာတွေယူလို့ရမလဲကြည့်အောင်ပါ။အင်ရှင်မြေဝယ်တော့မယ်ဆိုရင်အရက်ကလေးစာချုပ်နဲ့တင်မပြီးပါဘူး။ဥပဒေနဲ့အညီမဖြစ်မနေတရားဝင်ပတ်ပုံနဲ့စာချုပ်ရှုဆိုဖို့လိုအပ်ပါတယ်။ဒါမှသာကိုကတရားဝင်ပိုင်ရှင်ဖြစ်မှာပါ။တကယ်လို့အမှတ်ပုံတင်ဖို့ပြက်ကွက်ခဲ့မယ်ဆိုရင်တော့ဒေါခင်တီလိုမျိုးနှင်ထုတ်လို့မှုနဲ့တန်းမဆွဲပဲနဲ့မှတ်ပုံနဲ့အယောင်ဝယ်စာချုပ်ရှုဆိုပေးစေလိုမှုနဲ့အရင်ဆွဲဆိုပြီးမှ ပိုင်ဆိုင်မှုကိုအရင်ရယူသိမ်းပါတယ်။ပြီးမှနှင်ထုတ်လိုမှုနဲ့ဆွဲရမှာပါ။လမ်းကြောင်းမှားပြီးတော့တရားဆွဲမိရင်ဒီအမှုလိုပဲနင့်နာသွားနိုင်ပါတယ်။အင်ရှင်မြေဝယ်ယူမှုတွေမှာငွေကြေးအများကြီးရင်းနေရတာဖြစ်လို့ဆိုင်ရွက်ဆိုင်ရန်ခိုင်မအောင်အထူးသတိပြုကြဖို့ကလည်းကျွန်တော်ရဲ့မိတ်ဆွေတွေကိုရှစ်ခင်စွာနဲ့သတိပေးချင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတော်ဆုံးတရားရလိမ့်မယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ။